ီကနေ့အင်ဂျီတော်မှာသမ္မတထရန့်ကဇလတ်စကီကိုလက်ခံတွဲဆောင်ဖို့ရှိပါတယ်။ယူကရိန်းအတွက်အလွန်ရေးပါတဲ့တိုမာဟော့တာဝင်းပြစ်ဒုံးကြီးတွေရရှိဖို့ဇလတ်စကီကမျှော်လင့်ထားခဲ့တာပါ။ဒါပေမဲ့မင်းညာကသမ္မတပူတင်နဲ့နှစ်နာရီကြာဖုံးပြောဆိုမှုအပြီးမှာတော့သမ္မတထရန့်ဟာအဲ့ဒီကြောင်းမက်ဖွဲကောင်းတဲ့လက်နက်လိုသူကိုယ်တိုင်အသုံးလုပ်ခဲ့တဲ့ဒုံးကြီးတွေနဲ့ပတ်သက်ပြီးလေးသံပြောင်းသွားခဲ့ပါတယ်။ဇလတ်စကီအတွက်ကတော့ဒီခီးစင်ဟာမျှော်လင့်ချက်နဲ့စတင်ခဲ့ပေမဲ့အခုတော့မရေရာမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ ပူတင်နဲ့စကားပြောအပြီးမှာထရန့်ကသတင်းတောက်တွေကိုပူတင်ကတူမဟော့တွေကိုယူကရိန်းစီပေးမှာမလိုလားဘူးလို့အရှုံးဖောက်ပြောကြားခဲ့တာကဇလန်စကီရဲ့မျှော်လင့်ချက်ကိုမေးမိန်စေခဲ့ပါတဲ့။ပူပြီးအာအသင်းစရာကောင်းတာကတော့ထရန့်ပူတင်ဖုံးပြောဆိုမှုကနေနောက်ထပ်ထိပ်သီးတွဲဆောင်ပွဲတစ်ခုကိုမွေးဖွားလိုက်တာပါပဲ။ဒါမဲ့သတင်းပတ်အနေနဲ့အတွင်းသူတို့နှစ်ဦးဟန်ဂရီနိုင်ငံ ဘူဒါပက်မြို့မှာတွေ့ဆုံသွားမယ်လို့ကြေညာခဲ့ပါတယ်။ဒီသတင်းကိုရုရှားမီဒီယာတွေကတော့ Kremlin ရဲ့တန်တမန်ကြီးရအောင်ပွဲကြီးတစ်ခုအဖြစ်အကြီးအကျယ်ကြီးကျူးရေးသားနေကြပါတယ်။ Zelensky နဲ့ဥရောပခေါင်းဆောင်တွေမျက်ရည်ပေါက်ကြီးငယ်ကြားရတော့မယ်လို့သတင်းစာတစ်စောင်ကရေးသားခဲ့ပြီးဒီတွေ့ဆုံပွဲဟာ Zelensky ကိုဝမ်ပိုက်တဲ့လက်သီးနဲ့အထိုးခံလိုက်ရသလိုပါပဲလို့နောက်ထပ်စာတစ်စောင်သုံးနှုန်းခဲ့ပါသေးတယ်။ဘူဒါပက်ကိုဘာကြောင့်ရွေးချယ်ခဲ့တာလဲ။ Hungary ဟာနိုင်ငံတကာရာသီဥတုခွန်ယူ ICC အဖွဲ့ဝင်မဟုတ်တဲ့အတွက် ICC ကဖမ်းရမ်းထုတ်ထားတဲ့သမရပူတင်ကိုဖမ်းမိမှာမဟုတ်ဘူးလို့ Hungary အစိုးရကအာမခံထားပါတယ်။ဒါဟာဥရောပရဲ့ရရှားပေါ်ပိတ်ဆို့အထီးကြံစီဖို့ကြိုးပမ်းမှုတွေကိုမျက်နှာရက်လိုက်သလိုပါပဲလို့လေလာသူတွေကဆိုပါတယ်။ဒါ Trump နဲ့ပူတင်ကြားကသတ်မဲ့ရေးရစစ်တူရင်ကစားပွဲတစ်ခုပါပဲ။ Trump က Ukraine ကိုစစ်ရေးအရပုံမှုကူညီမဲ့အရေးအယောင်ပြလိုက်ချိန်မှာပူတင်ကတွဲဆောင်ဆွေးနွေးရေးဆိုတဲ့ကမ်းလှမ်းမှုနဲ့ဝင်လာပြီး Trump ကိုသူ့ဘက်ပါအောင်ပြန်ဆွဲဆောင်သွားခဲ့ပါတယ်။ ဒူမဟော့ဒွန်ဂျီရီရဲ့တကယ်တန်ဖိုးကစစ်မြေပြင်မှာထက်သမနာထရန့်ဟာဘသူ့ဘက်မှာယက်တည်နေသလဲဆိုတာကိုပြတဲ့သင်္ကေတတစ်ခုသာဖြစ်ပါတယ်အခုတော့အဲ့ဒီသင်္ကေတကမေခွန်းထုတ်เสียရာဖြစ်သွားခဲ့ပါပြီဇလန်စကီကတော့ဒူမဟော့လို့ကြားလိုက်တာနဲ့မော်စကိုဟာစွန့်နှီးပွဲတွေအမြန်ပြန်လုပ်ဖို့ကြိုးစားလာတာကိုတွေ့ရတယ်လို့တုံ့ပြန်ခဲ့ပေမဲ့ဒီကနေ့အင်ဂျူရောက တွေးဆောင်ပွဲဟာသူမျောလင်းထားသလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုတော့သူယိမ့်ပြီးနေလောက်ပါပြီယူကရိန်းစစ်ပွဲရဲ့အဆုံးပြက်က စစ်မြေပြင်မှာမဟုတ်ပဲဝါရှင်တန်နဲ့မော်စကိုကြားကအတန်တမန်ကြီးရအပြိုင်မှုတွေအပေါ်မှာမူတည်နေကြောင်းဒီဖြစ်ရပ်ကသက်သေပြနေပါတယ်